ားလုံးပဲမိလာပါဗျာ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ပါကျွန်တော်တို့ဖော်ပြပေးတော့မှာကတော့ဆရာရွှေလောင်းရေးသားထားတဲ့ယူပနန်တီယူပကလျာဏီရွှေစာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးရဲ့နေရာကိုဆက်လက်ဖတ်ပြချင်ပါတယ်ကျွန်တော်ဒီအောက်ပါဖြစ်ပြများကိုရေးသားရခြင်းမှာကျွန်တော်ဤစိတ်ကူညာစွာဖြင့်ကြံစီရေးသားရသည်မဟုတ်ကိုရိုင်းဒိဋ္ဌတွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များကိုမိတ်ဆွေတို့ကကျွန်တော်ထံအောက်ပါနေတဲ့အတိုင်း ရေးသားပေးဖို့သဖြင့်ဤကဲ့သို့အဖြစ်ပြမျိုးသည် အလွန်တရာထူးဆန်းအံ့ဩဖွယ်ကောင်းလာသည့်အတွက်ပြော၍ပြလျင်ယုံကြည်နိုင်ရန်ခဲရင်လောက်အောင်အံ့ဖွယ်တည်းဖြစ်ပါသောကြောင့်အများသူကြားစိတ်တော်ငါရေးသားရခြင်းဖြစ်ပါသည် အကယ်၍အောက်ပါအဖြစ်ပြတ်တို့သည် အမှန်မဟုတ်ချဖြစ်ပြခဲ့သောအကြောင်းအရာများမဟုတ်စိတ်ကိုယ်၌သာထင်မြင်သည့်အလျောက်ယုံတန်းစကားကဲ့သို့ရေးသားခြင်းဖြစ်သည်ဟုမှတ်ယူခဲ့ပါသည် ဤများလောက်ထူးဆန်းအံ့ဩဖွယ်ကောင်းသောအဖြစ်ပြက်တို့ကိုကိုယ်တိုင်မတွေ့ကြုံရပဲလျက်စိတ်ကူးဖြင့်ရေးနိုင်ရန်မဖြစ်နိုင်လောက်အောင်ခရင်လာတီဖြစ်တော့ကြောင်းအမှန်မဟုတ်ချဖြစ်ခဲ့ဟန်လက္ခဏာရှိသည်ဟုကျွန်ုပ်လည်းသဘောရရှိလျာဖတ်ရှုသူမိတ်ဆွေအပေါင်းတို့သည်လည်းဖတ်ပြီးဒီအခါကျွန်တော်နှင့်သဘောတူညီကြလိမ့်မည်ဟုယုံကြည်ပါကြောင်း ကျွန်တော်မှာမြန်မာနိုင်ငံတဝန်းလုံးနဲ့ဆိုင်ရာအစိုးရအရာရှိတယောက်ထံတော်လိုက်စီရီအဖြစ်ဖြင့်အလဲလဲသွားလာလိုက်ပါရသူတယောက်ဖြစ်ခဲ့ရာအောက်ပါအဖြစ်ဖြင့်များကို အပြည့်အစုံရေးသား၍ကျွန်တော်၏လက်တို့မြေတို့ရောက်ရှိသည့်အကြောင်းကိုအကျဉ်းအဖြစ်ပြဆိုရသောနှော်သည်ကျွန်တော်၏အရာရှိနှင့်အတူအစိုးရကိစ္စနှင့်တနေ့တနရန်ကုန်တို့လာရောက်ကြရာရန်ကုန်မြို့၌တဲခိုရန်နေအိမ်မရှိသည့်ဖြစ်သောကြောင့် public college b အတန်း၌ပညာသင်ကြားလျက် ကျောင်းအိတ်ကျောင်းစာအဖြစ်နေနေသူကျောင်းနေဘက်တငယ်ချင်းတယောက်နှစ်တဲခိုနေထိုင်လျက်ရှိပါကြောင်းကျွန်တော်မှာကျောင်းသူရောက်၍နှစ်ရက်ခန့်ကြာလျင်စနေနေ့လည်းဖြစ်တဲ့ပြည့်ကျောင်းသားတို့ဘာဝဝိုင်းဖွေကမိမိတို့ဖတ်ဖို့ခဲ့သည့်ပုံမြင်ဝိတုများကိုညှိနှိုင်းဆွေးနွေးလျက်ရှိကြစဉ်လူနှစ်ယောက်အခန်းတွင်သို့ဝင်လာ၍ကျွန်တော်တို့နှင့်စကားဆံပြီးရောနှော ပြောဆိုလျက်ရှိနေကြလေ၏ ကောင်းနှစ်ယောက်အနက်တယောက်တော့သူမအသက်23နှစ်ခန့်ရှိ၍အယုတ်အီမှာမိမြချောမောပါတနီဆိုမူကျွန်တော်ဒီမြန်မာနိုင်ငံအထက်ပိုင်းအောက်ပိုင်းရှိမြို့ကြီးမြို့ငယ်မှာစာ၍အရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့ကိုပင်အခောက်ခောက်အခက်ခါတွာလာရဖို့သူဖြစ်ပါတော့လေဤမြလောက်အစစ်အမြစ်ကြနာပြည့်ပြည့်ချင်းရှိလျက်အပြစ်ရှာ၍မရနိုင်လောက်အောင်ရုပ်ရည်ချောလာသူကို မတွေ့ခဲ့ဘူးတည်းမှန်ပါ၏ ဝိပုံစားပုံမှာလဲစက်မင်တာကဲ့သို့ခန့်ညာခြင်းရှိအောင်ဟန်လုပ်ခြင်းမရှိစရေးစကြီမှာစား၍အချို့သောကောလိပ်ကျောင်းသားတို့ကဲ့သို့လဲများစွာစတိုင်ထုတ်ခြင်းမရှိပကတိနကုအတိုင်းခက်ယိုယိုဝစ်စင်လေးရှိတော်လဲကြည်၍မငီးနိုင်အောင်ပင် အစဉ်ပြေလှ၏ ထို့ပြင်အခြားချင်းမွေးရဲ့အချက်တခုမှာအချို့သူတို့သည်အယုတ်အရေးအတော်အတန်ချောမောပါမူမိမိသည် သူတစ်ပါးတို့ထက်ချောမောလှသည်ဟု၍စိတ်ထားရှိကြောင်းကိုတနည်းနည်းအားဖြင့်ထင်ရှားစေသည်ဖြစ်ရာ၎င်းလူငယ်မှမူမိတိနေရာတွင်မှဟန်လုတ်ခြင်းမရှိမိမိသည်တာမညလူမဟုတ်ကြောင်းကိုသိဟန်လက္ခဏာမရှိကြ ၎င်းနှင့်အတူဝင်လာသူမှာအသက်40ကျော်ခန့်ရှိ၍အယုတ်ရီမှာ၎င်း၏အဖော်လှသမ ्या ကိုငါကဒိုင်ခံ၍အယုတ်ဆုံးမည်ဟုအောက်မေ့ပြီးတကယ်တော့အသားမှအလုံးပဲမျက်နာမှလည်းကြောက်ဦးခွဲနှာခမ်းကလည်းခက်တွတ်တွတ်ပါးစပ်ကလည်းခပြပြဲရှိသူ့ရာတွင်၎င်းလူသည်အယုတ်ပင်ဆိုတော်လဲ လူသားမနှစ်ဦးတို့ထက်အတန်ဆွမ်းသောအားရင်ရှိသည့်အပြင်ဘောလုံးကစားခြင်းအစရှိသောကိုကာယကျမ်းမာတန်ဆွမ်းစေသောကစားခြင်းတို့၌များစွာဝါသနာပါဟံလက္ခဏာရှိလေသည် အခန်းတွင်တို့၎င်းတို့နှစ်ဦးဝင်လာပြီးဒီနောက်ကျွန်တော်တို့လည်းပုံဝိထုများအကြောင်းကိုပင်ဆက်လက်ပြောဆိုနေရကျွန်တော်မှာအင်္ဂလိပ်မြန်မာပုံဝိထုအမျိုးမျိုးတို့ကို အတော်အတန်ဖတ်ဖို့ဒီဖြစ်၍အင်္ဂလိပ်ဝိထုနဲ့မြန်မာဝိထုများကွဲပြားခြားနာကြပုံများနဲ့မြန်မာဝိထုများမှာလည်းယခုထက်တိုးတက်ကောင်းမွန်အောင်ရေးသားဖို့ရန်စူးစမ်းထိုက်ကြောင်းများကို ပြောဆိုရာအယုတ်ဆိုသောသူသည်ကျွန်တော်ပြောသည့်များကိုသဘောကျဟန်လက္ခဏာနဲ့ကျွန်တော်ကိုများစွာအကဲခတ်ပြီးလင်း နမန်နှင့်အလောက်ကိုင်းတို့ကိုမေးမြန်း၍အဆွေခင်မွန်းဖွဲ့ပြီးနောက်နှစ်ဦးစလုံးထွက်သွားကြလေ၏လူစုကွယ်ပြီးသည့်နောက်ကျွန်တော်ကကျွန်တော်၏တငယ်ချင်းများအားထိုသူနှစ်ယောက်အကြောင်းကိုမေးရာအယုတ်ဆိုတော်သူသည်ဘီရန်တွင် ရာဇဝင်ဆရာကြီးဖြစ်ကြောင်းဘဝတုတ္တနှင့်လည်းအလွန်ပြည့်စုံသူဖြစ်သည့်ဖြင့်ဘောလုံးချင်းနှင့်ဟော်ကီစသော ကစားခြင်းတို့၌လည်းများစွာဝါသနာပါရှိသောတူတော်ဦးဖြစ်ကြောင်းအငယ်လူမှာကျွန်တော်မြားသည့်အတားမြမပြည်တွင်အချောဆုံးဟုဆိုအပ်သောတငယ်တယောက်ဖြစ်ကြောင်းကျွန်တော်၏တငယ်ချင်းများနှင့်အတူဘီအထက်တန်းတွင်သင်ကြားလျက်ရှိကြောင်း၎င်းတို့နှစ်ဦးမှာအလွန်ချစ်ခင်လက္ခဏာရှိ၍အတူသွားအတူလာအတူစားသဖြင့်တဦးနှင့်တဦးအစင်မပြတ်တွဲလျက်ရှိသောကြောင့်ယုတ်ချေမထာနာခဲ့ရင်တာဖတော်သည်ဟုပင် ထင်မှတ်ထိုက်ကြောင်မျိုးများကိုပြောဆိုလေ၏ ျွန်တော်ဒီနောက်တနေ့ညတွင်ရန်ကုန်၌ကိစ္စအပီစီတီဖြစ်၍ပြည်မျိုးတို့အပေါ်နှင့်အတူနေလက်ထွက်ခဲ့ရလေ၏၎င်းနောက်နှစ်နှစ်ကျော်ခန့်ကြာရှိ၍ကျွန်တော်ဒီ၎င်းတို့နှစ်ဦးအကြောင်းကိုတတိမေလျလျက်ရှိခြင်းအခါအယုတ်ဆိုသောသူထံမှအစားတစောင်းကိုအင်္ဂလိပ်ဘာသာပြန်ရရှိရာမြန်မာဘာသာသို့ပြန်ဆိုသော အောက်ပါအတိုင်းဖြစ်ပါကြောင်းတရုတ်ပြည်ပီကီမျိုးမေလ၁၇ရက် နှုတ်သည်မောင်ကိုတကြိမ်မြသာတွေ့မြင်ဘူးသည်မှတ်တော်လဲမောင်ပြောသည့်စကားများကိုတတိယသည်ဖြစ်၍ဤစာကို ရေးသားပြပူရခြင်းဖြစ်ပါသည်လွန်ခဲ့သည့်နှစ်နှစ်ကျော်ကံကမောင်သည် အစိုးရကိစ္စနှင့်ရန်ကုန်သို့လာရောက်၍ဘတ်တစ်ကောလိပ်တွင်ခိတတဲခိုနေထိုင်ရရှိစဉ်အင်္ဂလိပ်ဝတ္ထုနှင့်မြန်မာဝတ္ထုတို့ကွဲပြားခြားနားကြပုံများကို ပြောဆို၍တောင်းပူပါသည် မောင်နှစ်တွေ့ပြီးနောက်နှစ်နှစ်အတွင်းတွင်ကျွန်ုပ်ကိုယ်တိုင်တွေ့ကြုံရသော အဖြစ်အပျက်များမှာအင်းလေးပုံများတွင်ပါရှိသည့်အဖြစ်အပျက်မျိုးများလည်းမကမြမပုံများကိုလည်းကျွန်ုပ်များစွာမဖတ်ဖို့တော့လဲဤကဲသို့အကျက်တီမှွင်ရင်ထားစီလောက်အောင်အံ့ပွေသည်ရဲ့ဖြစ်သောအကြောင်းအရာများပါရှိမည်မထင်တို့ဖြစ်၍ကျွန်ုပ်သည် မောင့်တဘောရှိသည့်အတိုင်းအသုံးပြုရန်အင်္ဂလိပ်ဘာသာဖြင့်တေးကြစွာရေးသားပေးပို့လိုက်ပါသည် ကျွန်ုပ်နဲ့ကျွန်ုပ်တပည့်မောင်မောင်စောနိုင်တို့သည်ပထမမိမိတို့မတည်မီအတွင်၎င်းအဖြစ်ပြက်အကြောင်းအရာများကို လူများတို့မသိစေရန်လှုပ်ဝဲ၍ထားမိဟု အောင်းမိကြရာယခုမှာ ဤများလောက်ထူးဆန်းအံ့ဩဖွယ်ကောင်းသောအဖြစ်အပျက်များကိုလူအများတို့သိရှိစီမှသိလျော်မည်ဟုသဘောရရှိကြ၍ကျွန်ုပ်၏သားသည့်အတိုင်းအင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေသို့မဟုတ်မြန်မာဘာသာဖြင့်ဖြစ်စေမောင်ကိုရိုင်းပြန်ဆို၍ဖြစ်စေပုံနှိပ်ရောင်းချနိုင်စေရန်ပေးပို့လိုက်ပါသည်ကျွန်ုပ်၏ဖြစ်ပျက်များကိုပုံနှိပ်ရောင်းချသည့်အတွက်အမျက်အဆုံးရရှိပါလျှင်မောင်သဘောအတိုင်းအသုံးပြုနိုင်ပါသည် အကယ်၍အရှုံးအပါရှိခဲ့မှုရန်ကုန်မြို့အနေရှင်နယ်ပန်တိုက်တွင် ကျွန်ုပ်၏နေရပ်ကိုမေးမြန်း၍စာရေးသားပေးဖို့ပါက ရှုံးသမျှကိုကျွန်ုပ်က ခံပါမည်။ဤစာကိုအဆုံးမသတ်မီကျွန်ုပ်ဖော်ပြလိုသည့်အကြောင်းအရာတစ်ခုမှာ၎င်းအဖြစ်အပျက်တို့သည် ကျွန်ုပ်၏စိတ်ကိုညာဖြင့်ရေးသားပေးဖို့ရခြင်းမဟုတ်ပေကျွန်ုပ်တို့ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရကြောင်းကိုမောင်ကိုယ်တိုင်ဖတ်ကြည့်သောအခါသိရှိပါလိမ့်မည်။ ၎င်းစာနှင့်အတူအထုံနှထုံရရှိခဲ့ပါ၏။တခုမှာစိုးခဲ့ပြီးသောအဖြစ်ပြက်တို့ပါရှိ၍အခြားတထုံမှာ၎င်းနှင့်သက်ဆိုင်သောတတ်တည်ကဲဖြစ်စီများပါရှိပါလိမ့်မည်။ကျွန်ုပ်တို့မှာအထက်လိပ်စာတွင်ပါရှိသည့်အတိုင်းတရုတ်ပြည်၌ခိတနေထိုင်လျက်ရှိရာတနင်္ဂနွေနေ့ပတ်အတွင်တွင်တိဘက်တို့သွားရောက်လဲပတ်ကြမည်ဟုကြံစီကြပါသည်။ဥပိုးတော်ကျွန်ုပ်သည် အထက်ပါစာကိုဖတ်ပြီးဒီနောက်များစွာအံ့ဩလျက်ရှိနေရမှာစာတွင်ပါရှိသည့်အထုံနှုတ်ကိုအပေးကြောင့်မရမရှိပါသည်ဟုစာတိုက်သို့တွားရောက်မေးမြန်းရာစာတိုက်တွင်လည်းမရောက်သေးသဖြင့်ပြောင်းလှောင်၍ရေးသားပေးပို့လိုက်သည့်လက္ခဏာရှိသည်ဟုအောက်မိမိပါကြောင့်နောက်တနေ့မနက်ကျွန်တော်ယုံသူမတော်မီစာပို့တမသည် အထုံနှစ်ခုကိုကျွန်တော်ထံသို့ လာရောက်ပေးပို့ရာ ယမန်နေ့ကစတွင်ညွန်ပြလိုက်သည့်အထုပ်များဖြစ်တန်ရာဤဟုဖွင့်ကြည်ရာတထုပ်မှာလက်စွပ်တခွေလူကောင်းကုန်တခုနှင့် ဟောင်းနွမ်းသောပေလွှာများပါရှိ၍အခြားတထုပ်၌က အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော စာရွက်များပါရှိပါကြောင်း ျွန်တော်လည်းများစွာသိလို့သောစိတ်ဆန္ဒရှိသည့်နှင့်စာရွက်များကိုဖတ်ရှု၍ကြည်ရာအလွန်တရာထူးဆန်းအံ့ဩဖွယ်ကောင်းသည့်အဖြစ်အပျက်များကိုတွေ့ရှိရလျင်တရွက်မှ တရွက်ရည်နာခြင်းမရှိဘဲဖတ်ရှုသဖြင့်ရုံးတက်ချိန်ကျော်လွန်၍နိုင်ပြန်တစ်ချက်ထိုးသောအခါမှာရုံးတက်ရန်ရှိသည့်အကြောင်းကိုတတိယမိပါကြောင်း တို့ပင်တတိယတော့လဲမဆုံးလျင်မတော်ဘလိုပင်ရှိစေဆုံးအောင်ဖတ်တော်မီဟုရုံးမတက်ပဲဆက်လက်ဖတ်ရှုကြည်ရနောက်တစ်နေ့တွင်အခွင့်မတိုင်မဲရုံပြည့်သည့်အတွက်တန်ရိုက်ခံရပါကြောင်းကျွန်တော်လဲဆုံးအောင်ဖတ်ရှု၍ကြည်ပြီးတော့အခါဤကဲ့သို့သောအဖြစ်ပြက်တို့သည်မယုံကြည်နိုင်လောက်အောင်ထူဆန်းသည်မှန်၏တို့တော့ဤများလောက်ထူဆန်းသောအဖြစ်ပြက်ကိုမိမိကိုယ်တိုင်မတွေ့ကြုံရဘဲတစုံတယောက်တော်သူသည်မိမိစိတ်ကိုဖြင့်ကြံစီရေးသားရန်မဖြစ်နိုင်သည်ဖြစ်တော်ကြောင်း မௌကြကိုတိုင်တွေ့ကြုံခဲ့သောအရာများဖြစ်တန်ရာဤဟုသဘောရရှိမိပါကြောင်း အခြားအထုတ်တွင်ပါရှိသည့်လက်စွပ်ပေဇာနှင့်လူဤဥက္ကုံတို့မှာဥပိုးတော်၏အဖြစ်ပြတ်တို့ကိုခက်ရှုသည့်အခါတိတာလိမ့်မည်ဖြစ်၍ယခုထုတ်ဖော်ပြရန်မလိုပါ။၎င်းအပြင်ကျွန်တော်သည်ပထမ၌ဝိမိယရှိသည့်အတိုင်းအဖြစ်ပြင်များကို အင်္ဂလိပ်ဘာသာဖြင့်ရိုင်းနေရောင်းချကအင်္ဂလိပ်စာမတတ်သူမြန်မာမိတ်ဆွေများတို့မဖတ်ရှုရမည်ကိုဆိုရသဖြင့်ဒုက္ခခံပြီးလျှင်မြန်မာဘာသာဖြင့်ပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။အောက်ပါအကြောင်းအရာတို့မှာဥပုသော်ဤစာမှာလူအများတို့အလွယ်တကူနားလည်နိုင်သောမြန်မာစကားဖြင့်တတ်နိုင်သမျှအရှင်းလင်းအောင်ပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။အခန်း1လူတတဝါတို့သည်မိမိတို့တသက်တွင်အဖြစ်အပျက်များစွာကြုံတွေ့ခဲ့ကြရာ အထို့တော့အဖြစ်ပြက်တို့မှာအတက်တရာနေရတော့လဲမမိနိုင်အောင် ရှိတတ်ပေ၏ကျွန်ုပ်ကိုယ်တိုင်တွေ့ကြုံခဲ့ရသောအောက်ပါ အကြောင်းအရာတို့မှာရက်လအနှဲငယ်ကြာရှိတော့လဲယမန်နေ့ကပင်တွေ့ကြုံခဲ့ရတကယ်တော့ထင်းလင်းတေချာစွာမှတ်သားမိပါကြောင်းကျွန်ုပ်မှာ အမိအဖတို့ငယ်စဉ်ကပင်တည်ဆုံးပြီးနောက် အင်္ဂလိပ်ကျောင်းတစ်ကျောင်းတွင်ကျောင်းအိတ်ကျောင်းစာအဖြစ်ဖြင့်အခမဲ့ပညာသင်ကြားခဲ့ရ BA ဆောင်မွေးပွဲကိုအောင်မြင်ပြီးနောက် အထက်တန်းဆရာအဖြစ်စောင့်မေးပွဲအတွက်စ조사အထောက်လျက်နေပါကြောင်းလွန်ခဲ့သည့်15နှစ်ခန့်အချိန်ကကျွန်ုပ်သည်ဆိုအပ်ခဲ့ပြီးဒီအတိုင်းအခန်းတွင်တွင်တယောက်တည်းဆရာဖြစ်အတွက်စကြွ၍နေရာ၎င်းကြောကြောရှိပြီဖြစ်၍ညောင်းညာလှသည်နှင့်ကလထိုင်မှထ ảy ၍အနည်းတွင်ရှိသောမှန်တဲ့ချက်တွင်မိမိအရေးကိုကြည်လျက်စဉ်းစားမိသည်ပါ ငါဒီသူတပားနဲ့မတူအောင်မဲနဲ့တော့အသားရည်ရှိရသည့်အပြင် စီကင်းခက်ပမာရှိသောကြောက်ပေါက်နာတို့သည်လည်းတမျက်နာလုံးပြည့်၍ရှိပြီတကားတချို့မှာအယုတ်ပင်ဆိုးတော်လဲငယ်ရွယ်နှုတ်နယ်သည့်အလျောက်တမျိုးတမျိုးရှုကျင်ပွဲကောင်းတတ်ကြသည်ငါမမူကအသက်20ကလေးပင် ရှိသေးတော်လဲ80ကျော်အဖိုးကြီးကဲ့သို့ကိုယ်ကန်ကန်ရှိပါပြီတကားငါသည်ဆရာဖြစ်နှင့် BA ကိုပင်အောင်တော်လဲ ်ဤဘဝ၌မိမရရန်ခဲရင်ပြီးတော့သည်ငါအာကြိုက်သောမိမသည်စားနိုင်တောက်နိုင်မိကောင်ဖခင်သာသမီဖြစ်မည်မဟုတ်စားရမယ်တောက်ရမယ်ဖြစ်၍လူမျိုး क्वे ပေဖြစ်စီယူရောမီဟု အောက်မေသောမိမမျိုးကိုသာငားရနိုင်တော်မူဖြစ်တော်ကြောင့်ငါသည်ယခုဘဝတွင်မိမစိတ်ကူးရမတော်သို့သောအစင်းမရှိတော်လဲအချင်းရှိသည်သုတိစကားကဲ့သို့ငါသည် သူတစ်ပါးထက်အယုတ်ဆိုလီသည်မြ ပညာဉာဏ်မှမူသူတစ်ပါးထက်တာလွန်ထူးကဲလီစွာသတ်သဖြင့်စဉ်းစားလျက်နေစဉ်အခန်းအပြင်မှတကားခောက်တန်းကြားသည်နှင့်သွားရွေဖွင့်ရာလူတစ်ယောက်သည်တန်တစ်တာတလုံးကိုမနိုင်တနိုင်နေထန်လျက်မောပန်းသည့်လက္ခဏာဖြင့်အခန်းတွင်တော့ဝင်လာလေသည်ဝင်လာသည့်သူမှာအသက်35နှစ်ခန့်ရှိ၍များစွာမကျန်းမာဟန်လက္ခဏာရှိသောကြောင်သားကိုစောနှံဖြစ်လေသည် တူတပါအရုမှာ၎င်းအရွယ်၌ကြောင်းမထွက်ပြီးနောက်တာမယာနှင့်လောက်ကိုင်းစားတောက်ကြသည်ဖြစ်ရာကိုစောနှမမူအသက်35နှစ်တွင်မှဘီအထက်တန်းတွင်တင်ကြားလျက်ကျွန်ုပ်နှင့်အတူတခမ်းတွင်နေထိုင်လျက်ရှိလေသည်ကျွန်ုပ်လည်းအချိန်မတိုမှတစ်တာကြီးကိုထမ်းလျက်လာသည်ကိုမြင်သဖြင့်အံ့အားသင်၍တစ်တာကိုကူညီချပေးရာကိုစောနှမ်းသည်ကလထိုင်တစ်လုံးပေါ်တွင်ထိုင်လျက် ြင်းထန်စွာချောင်းဆိုလျက်ရှိနေ၏ချောင်းဆိုရဲ့အနေငယ်အမောဖြစ်ရင်ကိုစောနန်ကကျုပ်တော့ပြီးပြီပိတ်ရွှေဒီနေ့နောက်ဆုံးပဲဟုပြောရာကျွန်ုပ်မှနားမလဲတဖြင့်ဘယ်နဲ့ပြောတာလဲဗျာဘာနောက်ဆုံးလဲဟုမေးရာကိုစောနန်ဒီရုပ်တရက်ပြန်မပြောပဲနေမင်းပလီများကိုလက်ညှိုးညွှန်ပြတဖြင့်ကျွန်ုပ်လည်းနေမင်းတလုံးကိုဖောက်ပေးလိမ့်ဤကိုစောနန်ဒီလေမင်းကိုတစ်ခါတောက်ပြီးနောက် ကျုပ်တော်ဘီဘီမိတ်ဆွေမနေရဘူးတေးရတော့မေးဟုပြောပြန်တဲ့ဖြင့်ကျွန်တော်ကမတေးနိုင်ကြောင်းပြောမိဖြူရကိုစောနန်းသည်စိတ်ဆိုးဝါလက္ခဏာနဲ့မျက်နှာသားတစ်မျိုးပြင်လိုက်တီကိုမြင်တဲ့ဖြင့်အကဲခလည်းကနေမိ၏စကားရှိရှိမပြောပြစေနဲ့မိတ်ဆွေကျုပ်မောလုံးလိုပါကျုပ်ဒီကနေ့ညတေးရတော့မေးမလွယ်ဘူးဒီတော့မတေးခင်ခမ ्या ကိုတခုပြောသွားခြင်းနဲ့ကျုပ်နောက်ကိုထပ်ပြောနိုင်မယ်မဟုတ်ဘူးနော် ဒီတော့ကျုပ်ပြောတာခမစစ်စီနားထောင်စမ်းခမကလတ်ထိုင်ဒီအနာဆွဲခဲ့ပါအဲဟုတ်ပြီခမနဲ့ကျုပ်တည်တာနည်းနည်းလောက်ရှိပြီကျုပ်ကြောင့်ခမဘာများတည်တယ်လဲကျွန်တော်တည်တဲ့လောက်ဖြင့်ခမအသက်35နှစ်ရှိပြီသူတို့ဘာအကြောင်းထွက်လို့လောက်ကိုင်းစားတော့ရတဲ့အရွယ်ကြောင့်မှခမမှအကြောင်းလာပြီးနေတယ်ခမမိမရဘူးတဲ့ယခုမိမဆုံးပြီကျွန်တော်အပေါ်မှာရောအင်မတန်ကောင်းတဲ့မိတ်ဆွေကြီးဖြစ်တယ်ဒါပဲကျွန်တော်သိရဲ့ ကျုံမှာသားတယောက်ရှိရဲဆိုတာခမားမသိသေးဘူးလားမသိဘူးကျုံမှာသားတယောက်ရှိရဲအခု9နှစ်သားလောက်ရှိပြီသူ့ကိုမျက်နှာမြင်ပြီးတော့ကျုံမွေမှာတည်ဆုံနေတဲ့အတွက်သူ့မျက်နှာကိုကျုံအခုတော့မကြည့်နိုင်ဘူးဗျာဒီတော့ကျုံတင်ဒီကလေးကိုခမားလက်အပ်ခဲ့ခြင်းတယ်အလိုကျွန်တော်လက်ကိုဟုတ်တယ်ခမားနဲ့ထားခဲ့ခြင်းတယ်ကျုံကိုကျုံမနေရဘူးဆိုတာသိနေရကြားလာပြီဒီတော့ဒီကလေးကိုဘယ်သူနဲ့ထားခဲ့ရမလဲဆိုတာကြည့်လို့မမြင်ဘူးခမားပဲကျုံမြင်တယ်ခမားကိုတည်တာကနည်းနည်းလောက်ရှိပြီ ကျုပ်တည်တဲ့လောက်ဖြင့်ခမရအပြင်ရအမြင်ဆိုးတော်လဲအတွင်းသဘောကအင်မတန်ဖြူတယ်။ဒီစိတ်လောက်၄မိနစ်ဒဗလင်းပေးပါအောင်ဟုပြောတဲ့ပြင်ကျွန်တော်လည်းပြောသည့်အတိုင်းငှဲ့ပေးလိမ့်။၄မိနစ်တောက်ပြီးရင်ကိုစောနာကဆက်လက်ပြောပြန်သည်ပါ။ကျုပ်ပြောတာကိုစစ်စစ်နားထောင်တော့ကိုဘိုးတော်ကျုံမျက်နှာတပြေရကြည့်စမ်း။ကျုပ်ဘာလိုမျိုးထင်တယ်လဲဟုပြောတဲ့ပြင်ကျွန်တော်ဒီမိရင်ကိုလင်းအောင်မီးစာထုတ်၍ကိုစောနာ၏မျက်နှာကိုစစ်စစ်ဆက်ဆက်ကြည့်ရ ယောဂနှိမ့်ဆက်သဖြင့်မျက်ခွင်တို့သည်ညူလျက်ပါနဖတ်တို့သည်လည်းခွက်၍ဝင်လို့မတက်ရှိတော့လဲကုစောနှငယ်ရခြင်းကမူကအလွန်တရာအစင်းအင်္ကာနှင့်ပြည့်စုံသည့်လက္ခဏာရှိ၏ဤသို့တမိနှင့်ကြော်ကြော်ခတ်အခြေဆုံးကောင်းဆုံးကြည့်ပြီးနောက်စတော့ဖြင့်မြမလူမျိုးထင်တာပဲဟုပြန်ပြောလင်ကုစောနှန့်ကကျုပ်မြမအစစ်မဟုတ်ဘူးဗျကျုပ်မကြီးကအရှမ်းအစစ်အဖေရောမြမပါပဲဒါနဲ့ခမရွှေဆွေ90မျိုး90ဆိုတာတိလား ခမရဘီဘူးတော့ဦးထွန်းသူ့ဘီရောဦးကျော်သူ့ဖီရောဦးအောင်သူ့ဘီရောဟာမသိမလဲဗျာဒီဟာတော့မေးနိုင်မှန်းနိုင်တားနိုင်လုံးလို့သိရကလားသိထက်တော့ကျွန်တော်မသိပါဘူးအင်းခမရသိရဘေးလောက်ပဲသိရနော်ကျို့တို့မှဒီလိုမဟုတ်ဘူးကျို့မျိုးတွေကိုအသက်60လောက်အထိအောင်ကျို့အကုန်သိတယ်ဒီเจ้าနေနောက်တော့ခမရသိပါလိမ့်မယ်အခုတော့တတိချာချာကျုံမပြောနိုင်ဘူးပြောရင်ခမရယုံမယ်မဟုတ်သေးဘူး ကျုပ်တို့မြတ်စွာဘုရားဂရိတ်နိဗ္ဗာန်ဆံယူတော်မူတာနှစ်ပေါင်းဘယ်လောက်ရှိပြီလဲခမားသိတာမသိဘူးအခုမြန်မာတက္ကရဘယ်လောက်လဲ1958ခုမြန်မာတက္ကရကိုဒီတို့အထာနဲ့ဧကဧကနောတုဘကသာသနာနှစ်အတိဖြစ်၏တဲ့တွေ့ခနစ်အထာကရှစ်ဧကကတိဧကကတိဒီတော့အထောက်တရား80နေမဟုတ်လား အဲ1180နှစ်နဲ့အခုတက်ဂရစ်ပေါင်းဘယ်လောက်ရတယ်လဲ2439ပေါ့အဲအဲ့ဒီမြတ်စွာဘုရားဗြဟ္မဏိဗန်ဆာတော်မူတာနှစ်ပေါင်း2439နှစ်ရှိပြီမဟုတ်လားမြတ်စွာဘုရားတတ်တော်ထင်ရှားရှိတော်မူစဉ်အခါကအာရဝီပြည်ပကုတာတီမင်းကိုးကွယ်တဲ့ရှင်ကစီရဲ့ညီရောရှင်ကုမာရာဖွဲ့ရတဲ့ပုတ္တဇင်ရဟတပါရှိတဲ့ရှင်ကစီအကြောင်းတော့ခမည်းတည်ရမဟုတ်လား အစင်းမှာဖြင့်သူ့ပြင်မရှိလို့မြတ်စွာဘုရားကအေတဒတ်ပေးတော်မူတယ်မဟုတ်လားအဲရှင်ကစီရဲ့ညီတော်ရှင်ကုမာရကလည်းနောင်တော်လောက်ပင်မလာတော့လဲနောင်တော်ပြီးလင်ဖြင့်အစင်းမှာသူ့ပဲတဲ့ဒါနဲ့အာရဝီဖြီပကုတာတိမင်းမြတ်ကလည်းအရှင်ကုမာရကိုအင်မတန်ကြည်ညိုတဲ့အတွက်ရွှေချောင်းကြီးများဆောင်တော်မူပြီးနန်းတော်တွေကိုနေ့တိုင်းပဲစွန့်စားပင်တဲ့ပြီးတော့ ၎င်းဘုရင်မှာလည်းအစင်းအင်္ကာနဲ့ပြည်စုံသဖြင့်ဘုရင်တကာတို့လာရောက်လှည့်လည်ကြရတဲ့စတ္တဒေဝီအမည်ရှိတဲ့သမီးတော်တစ်ပါးရှိတတ်တယ်။ဒါနဲ့ဘုရင်မင်းမြတ်ကလည်းရှင်ကုမာရာကိုကြည်ညိုလွလို့သမီးတော်ရောမိဖုရားကြီးရောနေ့တိုင်းဖူးမြော်ကြတတ်တယ်။ဒီလိုနဲ့ရပ်ပေါင်းများရောယဟန်ကလည်းပုထုရှင်ယဟန်ကိုဒီတော့အယုံ၅ပါးမတင်းစီနိုင်တဲ့အတော့သမီးတော်နဲ့ဆုံဖက်ကြပြီးဘုရင်မတိအောင်တိတ်တဆိတ်ဖတ်ပြချတတ်တယ်။ ဒါနဲ့သူတို့ဟိမိုနာတော်စီကဖြတ်တမ်းပြီးတိဘက်ပြည်အနေရှိရောက်တော့အင်မတန်ထူးဆန်းတဲ့လူမျိုးတစ်မျိုးနဲ့တွေ့တဲ့သူတို့ကိုအုပ်ချုပ်ရသူကတော့အနတ်သမီးနဲ့အစင်းသက်တမ်းတူတဲ့ဘယေမအပြူကြီးဖြစ်တဲ့ဒါနဲ့ရှင်ကုမာရနဲ့စိတ်တဒေဝီမင်းသမီးတို့ရောက်သွားတော့အဲ့ဒီတိုင်ပြည်မှာခိတ္တနေထိုင်ပြီးရင်ပဲဘယေမကရှင်ကုမာရကိုစုံမတ်တာနဲ့မရရအောင်ကြံစည် ပြန်စီလို့မရတာနဲ့ရှင်ကုမာရကိုတတ်ပြစ်တဲ့။တမီးတော်တော့လက်လွတ်ထွက်ပြေးရတဲ့။ဘယ်နဲ့လွတ်လာတယ်လို့ကြုံမပြောတတ်ဘူး။အဲ့ဒီရှင်ကုမာရဟာကျုပ်အဆက်အနွယ်ပဲဗျာ။ခမရအခုတော့မယုံသေးဘူး။သို့တော့ခမရမတည်ပဲနေရလို့ရှိရင်ဟောရီတတာကစာကိုဖတ်ကြည့်တော့သိပါလိမ့်မယ်။ရှိကူမာရနဲ့ကျုံနဲ့အဆက်ပေါင်း60တဆက်กว่าသလား60 20ဆက်กว่าသလားကျုပ်အမှန်မပြောနိုင်ဘူး ဒါနဲ့တမီးတော်စိတ်တတီဝီလည်းလက်လွတ်ဖက်ပြေးခဲ့တော့ပရိဒဏ်တွေအရင်မှာပါလာတဲ့ခမရမှာလည်းဖြီလည်းမပြန်ဝော့ပြန်လည်းမပြန်တန်တဲ့ရောက်ရပေါက်ရရောက်သွားပြီးတော့မြမပြီမြောက်ပိုင်းချင်းလူမျိုးများတွေရောက်သွားတော့တားရောက်ကြလေးတယောက်ဖွားမိတဲ့အဲ့ဒီတားရောက်ကြကပေါက်ဖွားရဲ့အဆက်တွေဟာကျုပ်နဲ့ကျုပ်သားဒီနှစ်ယောက်ပဲရှိတော့တယ်ဒါနဲ့ဒီယောက်ျားကလေးလဲချင်းတိုင်းသားများလက်ကလွတ်ပြီး မြမပီရောက်လာတော့အိမ်အောင်ရက်သားကြပြီးပောက်ပွားနေလိုက်တာဦးအောင်စရာလက်ထက်ကစစ်ဘိုလ်ကြီးဗိုလ်မိုးတီဆိုတာလဲကျုပ်တို့အနွယ်ပဲပြီးတော့ပါကြီးတော်လက်ထက်ကဗိုလ်ဗလာဆိုတာလဲကျုပ်တို့အဆက်အနွယ်ပဲဒါနဲ့အချို့လဲဂုံသေးအချို့လဲတောင်သူအချို့လဲဘင်းအမှုတော်ထမ်းပြီးတဆက်တဆက်ဆင်းသက်လာခဲ့တာကျုပ်တို့ဘိုးကြီးလက်ထက်ကြတော့ပစ္စည်းအင်အား၄၆မြောက်အမြောက်အများနဲ့တောင်တကြီးဖြစ်တာကိုပြ သူလည်းရှမ်းမလေးတယောက်နဲ့အကြောင်းပါပြီးကျုပ်တို့အဖေကိုမွေးရောကျုပ်တို့အဖေကလည်းရှိရပစ္စည်းဖြုံပြီးကျုပ်လက်ထက်ကျတော့တနည်းကိုစပါး3ဒေါ်လောက်ထွက်တဲ့လေမြင်ကလေးနဲ့ငွေသားပစ္စည်းအနည်းငယ်ကျရင်တယ်။ဒါနဲ့ကျုပ်လည်းအသက်25နှစ်ကြာလို့ FA အောင်တော့ဟောဒီတက်တာတွေကပါတဲ့အညောတိုင်းလိုက်တာ။ကံကောင်းလို့အသက်မတည်ပဲ DP ကိုပြန်ရောက်ရတယ်။ဒီအကြောင်းတွေတော့ကျုပ်အကျေမပြောနိုင်ဘူး။ဒါနဲ့ ဒီပြည်ပြင်ရောက်တော့မိကြီးနာမြို့မှာပဲအိမ်အောင်ကြပြီးတားရောက်ကြလေးတယောက်ဖွာကျုပ်မင်းမှာလည်းတောက်ဖွာတဲ့ယောဂနဲ့ပဲအသက်ဆုံးရှာတယ်။မိမစုံပြီးခလေးကိုမိမအမျိုးများနဲ့ထားပြီးဟိုရောက်ဒီရောက်တွာလာလေးလိုက်တာ၈နှစ်လောက်ကြာသွားတယ်။ဒီအတွင်းလဲဟောဒီတတတွေကအညွန်အတိုင်းထပ်မံပြီးတောက်အောင်ပဲကြံတော့လူကတဲပြီးမကျမ်းပါလို့စိတ်ယူပေါက်ပြီးကြောင်းပြန်နေခဲ့တယ်။ကဲဒီဟာကျုပ်အဖြစ်ပြပဲဟုပြောရင်း ျွန်တို့ဒီထိုကိုစောနှမ်းပြောတဲ့အကြောင်းအရာများကိုယုံကြည်ရမည်လေအခက်မယုံရမည်လေအခက်ဝေခွဲ၍မရနိုင်ရှိနေသည့်အတွင်ကိုစောနှမ်းကဆက်လက်၍ပြောပြန်ဒီမှာကျုပ်တော်မနေရဘူးဗျမုတ်ချရနေညတည်ရတော့မယ်ဒါကြောင့်ကျုပ်ခုလာပြီးခမားကိုတီးတစ်တာနဲ့ဒါကလေးကိုလာအပ်တယ်စစောကရောက်ဖို့ဟာမြုပ်ထားတဲ့နေရာကိုကျုပ်ကခက်မမိဖြစ်နေလို့ရှာနေရတဲ့အတော့ဒါတော့အချိန်ကြာသွားတယ်ပြီးတော့ကျုပ်တို့ခုပြောမယ် ကျုံမနေရဘူးဆိုတာဘာလို့သိတယ်လဲခင်ဗျားသိလားကျုပ်တို့အမျိုးရဲမှာလေတေကန်နေပြီဆိုရင်မိမဖြူဖြူတယောက်ပေါ်လာတယ်အင်းဒီအကြောင်းပြောရအောင်မယ်ကျုံမနေညကဒီအခန်းမှာအိတ်တော်လေအိမ်မက်ထဲမှာမိမဖြူဖြူအစင်းလှလှတယောက်ကကျုပ်အိတ်တဲ့ကရင်ချင်းရင်နာလာရက်ပြီးရင်ဘတ်စီတီနဲ့ငိုရာကိုကျုံမြင်လို့လန့်လို့ပြီးပြာတိပြာရမျက်စိများပုတ်ကြည့်တော့အိမ်မက်ထဲကမိမက တကယ့်ကိုချိန်နာလိုက်ရနေတာတိတိကျကျမြင်လိုက်ရတာပေါ့ဗျကျုပ်လည်းအားအသင့်ပြီးအဲ့ရဘောကဒီထိုင်ရကြီးကြီးနေရောမိမကမျက်ရည်ထုတ်ပြီးမြောက်ရက်ကိုလက်ညုံညုံပြရင်နောက်ဆုံးနောက်ဆုံးနဲ့အခန်းအပြင်ဘက်ကိုထွက်သွားတာကျုပ်လည်းခရောင်ကဒန်းနဲ့ထားပြီးနိုင်ကြီးတော့၄နိုင်ခွဲတတိရှိတာတွေ့တယ်ဒါနဲ့ဘယ်နဲ့အတိတ်ပဲပါလို့စဉ်းစားနေတော့ကျုပ်တို့အဖေက မသေးခင်ပြောသားဖို့ရဲ့စကားသွားပြီးတတိယဒီမိမဟာကျုပ်တို့အမျိုးတွေမှာတေကန်ဒီကြမှာဖြစ်လာရောတဲ့တူလာပြီး24နာရီကြာရင်ဒီလူတေရောတဲ့ကျုပ်ကတေရမှာရိုးရိုးတော့မကြောက်ပါဘူးသူ့တော့ကိုအိတ်နေတော့ဒီလိုအလန့်ကြာလာပြီးပြာအသေးနှလုံးတုံလာတယ်ဗျာကဲခုတော့ကျုပ်တေတော့မယ်ဆိုတာခမားယုံကြည်ပြီမဟုတ်လားဘဏ္ဍာရှိပြီလဲကြည်လိုက်စမ်းဗျာအော်၃နာရီရောက်ရှိသွားပြီ อืมကျုပ်အလုံးလုံးနေရလာရင်တနားရီခွဲပေးနေရတော့မယ်။ဟောဤစာမြင်လား။ဒီစာရင်းမှာပါတဲ့အတိုင်းကျုပ်ကလေးကိုခမည်းတင်ကြရမယ်။ဘယ်နဲ့လဲခမည်းသဘောတူတလားဟုတ်မီလေ။ကျွန်ုပ်လည်းစာအိတ်နဲ့တက်တာတို့ကိုလှန်၍ကြည့်လျက်ဘာကိုသဘောတူရမှာလဲဟုတ်မေယာကိုစောနိုင်ကသဘောတူရမှာကဒီလိုဗျ။ဟုတ်ပြောလျက်အင်ကြီးအိမ်မအတော်တွေတစ်ခုကိုနိုင်၍ဇပွဲပေါ်တွင်တင်မိ။ ခမရကအကျုပ်ကလေးကိုတားအမှန်နဲ့မွေးစားရမယ်။မွေးစားလို့ကလေးအသက်25နှစ်ကျော်ရသောအခါဟာရီတော်နဲ့ဒီတစ်တာတွင်ပါတဲ့အရာများကိုခမရနှစ်ယောက်ရှူရမယ်။ကြီးရှူစုံစမ်းပြီးတော့အခါကျုပ်သားကသဘောတူရင်တစ်တာတွင်ပါတဲ့အညို့အတိုင်းလိုက်ရမယ်။သူကမလိုက်လို့ပါဆိုလဲတစ်တာမှာရှိတဲ့အရာတွေကိုသူကမွေးရဲ့တာအကြီးကိုအကုန်ပေးအပ်ခဲ့ရမယ်။ဒီအညို့များကိုသူလိုက်ချင်မှလိုက်ရမယ်နော်။မလိုက်ချင်မနေရမဟုတ်ဘူး။သူ့တဘောအတိုင်းပဲ နားလည်လားဒီဟာကိုတတိတချာပြပြလိုက်ပါကဲကျုပ်သားကိုကြည့်ရှုစောင့်ရှောက်ရတဲ့အတွက်ကတော့ကျုပ်မှာတစ်နှစ်ကိုစပါး၃00တော့ထက်တဲ့အလဲမီအတွက်မြေပုံများဖန်တိုက်မှာထားတယ်။ဘန်ကိုလည်းကျုပ်ဆိုင်အေးခဲ့ပြီ။အဲဒီစပါး၃00အနက်1500ကိုခမောင်းနေအောင်သုံးဆွဲနိုင်တယ်။ဒီတော့တစ်နှစ်ကိုစပါး1500ပို့သေးရမဟုတ်လား။ အဲ့ဒီဟာကိုတော့ကျုပ်သားအသက်25နှစ်ရောက်တော့အခါကျတော့အညိုအတိုင်းလိုက်ရအောင်စုဆောင်တုံးမိပြီးထားရမယ်။ခမည်းလဲအခုဆရာဖြစ်အောင်မယ်။ကျောင်းဆရာတို့လိုရရဲ့လက်ကနဲ့ဒီဟာနဲ့ခမည်းတို့နှစ်ယောက်သုံးဆွဲလောက်ပြီမဟုတ်လား။အနုမတော်တဆကျွန်တော်တည်သွားလို့ရှင်ကော။ဒီတော့လေကံအတိုင်းပေါ့။တိုးတော်လဲဒီတစ်တာကိုတော့သူ့လက်မရောက်ရအောင်ယုံကြည်လောက်တဲ့လူလက်ကိုအပ်ခဲ့ပါဗျာနော်။ကဲဒါပဲသဘောတူရဲ့လားဟုတ်မေးရ ကျွန်ုပ်ကိုကြည်ဟာကျွန်တော်လည်းစဉ်းစားလျက်နေလင်ကိုစောနိုင်ကကျုပ်တို့နှစ်ယောက်ကတအိုးနဲ့တအိုးမိတ်ဆွေကောင်းဖြစ်ကြရဲလို့ခင်ဗျားပြောတယ်မလားဒီတော့မိတ်ဆွေကောင်းတဲ့လျော်ညီအောင်ကျုပ်ပြောတာကိုနားထောင်ပါဗျကျိုးလဲသည့်အပြင်စီမံစရာအချိန်လည်းမရှိလို့ပါဟုတောင်းပန်ပြန်လင်ကျွန်ုပ်ကကောင်းပါပြီခင်ဗျာခင်ဗျားပြောတဲ့အတိုင်းကျွန်တော်ဆောင်ရွက်ရစ်ပါမယ်ကျေးဇူးပါပဲမိတ်ဆွေကဲဒါဖြင့်ကျုပ်စိတ်အေးအေးနဲ့အသက်ထွက်ရပြီတော့မယ်ကဲရေတစ်ခွက်ပေးစမ်း အဲကျွန်တော်ဒီဒီကလေးကိုတိုင်းရင်ကဲတို့ရောက်ချော်ရေကိုစောနားမာတီအတိုင်းတလုံးမကျန်ဆောင်ရွက်လိုက်နိုင်ရှိပါမည်လို့တစ္ဆာရေးတောက်ပါဟုပြောရင်ကျွန်တော်အားရေးတစ်ခွက်ပေးပြီးလျင်ကျွန်ုပ်လည်းကိုစောနားပြောသည့်အတိုင်းကြိတ်ဆို၍တစ္ဆာရေးတောက်လိုက်လေ၏ကိုစောနားလည်းထိုင်ရမထိုင်တောင်းမိလေတစ်ခါဖြင့်စိတ်ချရပြီကျုပ်တည်သွားပြီးရင်တော့ခမည်းတစ္ဆာမဖောင်းနဲ့နော် သစ္စာဖောက်ခင်းရင်တော့ကြုံမနေဘူးခမောင်းကိုလာပြီးခြောက်မယ်နားလေလားဟုတ်ပြောလဲကျွန်တို့ဒီအံ့အားတင်နေလျက်ရှိနေတဲ့ဖြင့်ပြန်မပြောဘဲနေလေကိုစောနန်းဒီမိတိုင်ကိုယူ၍မှန်အနီးတို့သွားပြီးလင်မှန်တွေမိမိအေးကိုကြည့်လျက်အင်းတတော်ကြရင်ဒီယုတ်ကြီးလှုပ်ရှားတော့မယ်မဟုတ်ဘူးနော်ပိုးလောက်တို့အစာဖြစ်ရှားတော့မယ်ကဲတောင်းမယ်မိတ်ဆွေချီဟုပြောလျက်ကျွန်တော်လက်ကိုဆွဲနှုတ်ဆက်ရဘယ်နဲ့လဲမိတ်ဆွေဘယ်ဟုတောင်းမလို့လဲ ခမားဒီနေ့ညဒီမှာမအိပ်ဘူးလားအောင်မေးလင်းကျုံမသိနိုင်အောင်အောက်မှာရထားစောင့်နေတယ်ဟုပြောရင်ကိုစောနန်းဒီအခန်းပေါက်ရှိရာလှဲ့ရွေကြည့်တဲ့ဖြင့်ကျွန်တော်လည်းသူကြည့်ရရဲ့တော့လိုက်ရွေးကြည့်ရဒါကုံမြမမြင်ရတော့လဲကိုစောနန်းမှာရုတ်တရက်မျက်နှာပြည့်ဟော်ဟိုမှာလာပြန်ပြီမိတ်ဆွေလာပါပြီခမားကျွန်တော်လာပါပြီဟုအော်လျက်အခန်းပြင်သို့ထွက်ပြီးလျှင်လေကားရှိရာသို့ပြေးသွားလေ၏ ကျွန်တော်လည်းကိုစောနန်းတီမိတိအရာကိုမြင်ရထွက်ပြေးလေတနည်းဟုအံ့အားတင်လျက်ရှိနေခြင်းလေကားမှတစုံတရာလက်ကြတန်ကိုကြားသဖြင့်မိကွက်ကိုကိုင်လျက်ပြီးသွားရာလေကားအောက်ဆုံးထစ်တွင်လူတယောက်တီမှောက်၍နေသည်ကိုမြင်ရ၏ကျွန်တော်တီမိကွက်ကိုချပြီးနောက်မှောက်လျက်ရှိသည်ကိုလှမ်းကြည့်ရာကျွန်တော်မိရှိကိုစောနန်းဖြစ်ကြောင်းတရားသဖြင့်အနှဲငယ်တုံလှုပ်သွားလေသည်ထို့ကား ကျွန်တော်မှာကြောက်တတ်ဖို့ဒီမရှိတော့လဲ၎င်းညတွင်ကြာရသည့်အကြောင်းအရာတို့မှာ အလွန်တရာထူးဆန်းလာ၍စိတ်နှလုံးမခိုင်စေအောင်ရှိသည်ဖြစ်ကြရာအနှဲငယ်တုံလို့၍ကိုစောနှံ့၏ရှင်ကိုလက်ဖြင့်စံတက်၍ကြည်ရာကိုစောနှံ့မှာအသက်ကုန်၍တွားပြီဖြစ်ကြောင်းကို သိရှိရလေသည်ကျွန်တော်ဒီကိုစောနှံ့အသက်မရှိကြောင်းသိတဲ့ဖြင့်များစွာထိတ်လန့်တုံလုံးလျက်ရှိနေခြင်း အခြားခမ်းမကျောင်းသားတို့သည်အိယာမှာလန့်နိုးကြသဖြင့်မိကွက်ကိုစီနှင့်ဆင်လာကြရာကျွန်ုပ်သည်ကျောင်းသားတို့အားအဖြစ်ပြက်ကိုအနှင်းငယ်ပြောပြပြီးနောက်ကိုစောနိုင်၏အလောင်းကိုဝိုင်းဝန်းကူညီ၍ကျွန်ုပ်၏အခန်းသို့တင်ယူပြီးလျှင်အလောင်းကိုပြင်၍ထားကြလေ၏အခန်းနှစ်ကိုဆက်လက်ဖျက်ပြပေးသွားမှာပါ යි အဆုံးထိယူဆန်နိုင်စင်ပေးခဲ့သူအလောင်းကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်အလောင်းဝဲချမ်းမှာပြင်ကြပါစီ က်ဆက်ရပြုချိန်ကြပြီးရောဂီတို့ရအောင်မျိုးတွေကိုအတူတူရအောင်ဒီနော်အားလုံးပဲ All right.